မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 19ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့ခလာရ136တပ်ရင်းကိုအပိသက်သိမ်းပိုက်လိုက်ပြီးတော့စကခ21ကိုအပြင်းထန်ထိုးစစ်ဆင်တွေကအကြမ်းဖက်စစ်တပ်ကတိုက်ဆုံမှုတွေများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ18ရက်နေ့မှာ KI ပူးပေါင်းတပ်ဖွဲ့များကဗမော်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ236တပ်ရင်းနဲ့အမတ366တပ်ရင်းတို့ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အမတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27ကိုလည်း KI ပူးပေါင်းတပ်ဖွဲ့များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်စင်ရေးကိုကဲမှုဌာနချုပ်အနည်းအထိကိုပူးပေါင်းတပ်များရောက်ရှိနေကအကြမ်းဖက်စစ်တပ်ကလည်းတေဆုံးမှုတွေများပြားနေတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလ18ရက်နေ့မှာအမတ366ကိုအပိသက်တိမ့်ပတ်လိုက်ပြီးတော့ခလိုက်ရ236ကိုလည်းရပါပြီအခုစကခ21ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်နေပါတယ်စစ်စင်ကိုကဲမှုဌာနချုပ်အနာထီကို KIA တက်တွေရောက်နေပြီစစ်ခွေးတွေအကြဆုံးများတယ်လို့ KAI ရဲ့ရှေ့တန်းသတင်းအရေးမြေကပြောဆိုထားပါတယ်။ဇန်နဝါရီလ24ရက်နေ့မှာဘုံဘော်မျိုးမှာရှိတဲ့တန်ချက်ကတိုက်ရင်ကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့တန်ချက်ကကလေးစီကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ26ရက်နေ့မှာဘုံဘော်လေရင်ခွင်းနဲ့လေးစိတ်တစ်ခုလုံးကိုအပိသက်တိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလဇန်နဝါရီအတွင်းမှာအမှတ်9319တက်အမြောက်တက်366 အမှတ်6393ခေါ်တန်ချက်ကတက်နေအမှတ်9391တင်ကားတက်တော့ကိုထမှန်သိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အမှတ်366တက်ရင်ကို KI ပူပေါင်းတပ်ဖွဲ့ကဖေဖော်ဝါရီလ2ရက်နေ့မှာသိမ့်ပတ်နိုင်ခဲ့တော့လဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဖေဗူလာ18ရက်နေ့မှာအပိသက်တိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အမှတ်27စစ်စင်ရေးကွက်ကဲမှုဌာနချုပ်မှာအကြမ်းဖက်ဆက်တကအခိုင်အမာခံစစ်ပြင်ဆင်ထားပြီးတော့လေကြောင်းနဲ့ခုခံနေတဲ့အတွက်တိုက်ပွဲများပြင်းထန်နေတယ်လို့သိရပါဗျ။ဗမော်မျိုးကိုအပိသက်တိမ့်ပိုက်ရရှိနိုင်ရေးအတွက်စကခ27ခလိုက်ရ40ခေါ်လေးချေရေးတက်နဲ့ဒုံးတက်ရဲအပါအဝင်စစ်ကောင်စီတပ်များကြန့်ရှိနေစေဖြစ်ပြီးတော့ KIA ဥဆောင်နေတဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်နေစေဖြစ်တယ်လို့သိရပါဗျ။ဗမော်မျိုးသိမ့်တိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့က နေစတင်ပြီးတော့ KIA PDF အပါအဝင်တော်လေးတပ်ပေါင်းစုများကစတင်ပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာဖေဖော်ဝါရီလ16ရက်နေ့ကရဲတပ်ဖွဲ့ဝင်3ဦးပြစ်ခတ်ခံရတဲ့အချိန်မှာ KTV ကာရာအိုကေကိုရောက်နေတဲ့မြို့နယ်ရဲတပ်ဖွဲ့မှုကိုစစ်ကောင်စီကဆစ်ဆင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမနေ့9နိုင်ခွဲကညောင်မြို့နယ်ဝချီအင်းရက်ကွက်အနီးမှာဗကန်နယ်မြေရဲစခန်းကရဲတပ်ဖွဲ့ဝင်၃ယောက်ပြစ်ခတ်ခံရပြီးတော့အခင်းပြက်ပွားတဲ့အချိန်မှာ KTV ကိုရောက်နေတယ်ညောင်ဦးမြို့မှာရဲစခန်းကရဲမှူးတပ်နိုင်ဦးစစ်ဆေးခံနေရတယ်လို့မြို့ကန်တယောက်ကပြန်လည်ပြောပြထားပါတယ်။ပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာရဲမှူးက KTV ကိုရောက်နေတာဖြစ်စဉ်ပြီးမှရောက်လာလို့သူ့ကိုစစ်တပ်ကစုံခုံစစ်နေတယ်။ ရဲတွေတေတာထက်တနက်နဲ့ကြီးစံတွေပါဝါတယ်လို့ပြောတန်ကြားတယ်လို့ပြောဆိုထားပါတယ်။ညောင်မြို့နယ်တွေက KTV တွေကိုဖေဖော်ဝါရီလ18ရက်နေ့ကစပြီးတော့မြို့နယ်အုပ်ချုပ်ရေးမှု ဥဝင်းလိုက်တင်ရဲမှုတတ်နိုင်ဦးနဲ့အဖွဲ့တို့ကလိုက်လံဆက်ဆင်းနေတာတွေရှိပြီးပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာ KTV ကိုရောက်နေတာဖြစ်နိုင်တယ်လို့မြို့ကန်တွေကပြောပြထားပါတယ်၁၈ရက်နေ့ကမြေနယ်လေးမှာဖွင့်ထားတဲ့ Pioneer KTV နဲ့တောင်ဘက်မှာဖွင့်ထားတဲ့ Hollywood KTV ကိုရဲမှုနဲ့အဖွဲ့ရောက်လာပါတယ်လိုင်စင်တွေပါတွေဆစ်ပြီးတော့အခန်းထဲဝင်ပြီးတချင်းဆိုပြီးပြန်သွားတာမနေ့ကတော့ဘဲ KTV ကိုရောက်နေလဲတော့မသိဘူးလို့ပြောပြထားပါတယ် ရဲမှုစစ်ဆေးခံရတဲ့ကိစ္စမှာပေးဆောင်သွားတဲ့ရဲနှစ်ယောက်စီကနေပြီးတော့ပြစ်ခတ်တဲ့သူတွေက MA13 တနတ်တလန် BA63 တနတ်တလန်ကြီပေါက်၄ခုနဲ့ကြီစံအတောက်200တို့ကိုယူသွားတဲ့အတွက်ကြောင့်စစ်ဆေးနေတာလို့အုတ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းတွေကပြောပြထားပါတယ်။ဖေဖော်ဝါရီလ18ရက်နေ့ကဗကန်နယ်မြေရဲစခန်းကဒူရဲအုပ်ဝဝထုံးဥဆောင်တဲ့ရဲအဖွဲ့က ညောင်ဦးမြို့နယ်တရားရုံးရုံးထုတ်လုံခြုံရေးယူဖို့လာတဲ့အချိန်ဝက်ကြီးအင်းရက်ကွက်နောက်မှာပြစ်ခတ်ခံရပြီးတော့ရဲတပ်ချက်ခင်မောင်တင့်နဲ့ရဲတပ်သားယူဝေဦးတို့တိတ်ဆုံးကဒူရဲအုပ်တို့ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်မှာ ပြည်ချင်းနိုင်ငံကူးလက်မှတ်နဲ့ပြည်ပအလုပ်အကိုင်းအတွက်နိုင်ငံသားကိုတွားရောက်ကြမယ်အမျိုးသမီးအမျိုးသားများအားလုံးကိုမြန်မာနိုင်ငံကနေထွက်ခွာခွင့်ကိုစစ်ကောင်စီကယာယီရဆိုင်ထားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ14ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီရဲ့လုံသမားရေးဝန်ကြီးဌာနကပြည်ပကိုအလုပ်အလုပ်ကိုင်းဖို့အတွက်ပြည်ချင်းနိုင်ငံကူးလက်မှတ်နဲ့ထွက်ခွာမဲ့သူအားလုံးကိုအကြောင်းပြချက်မပေးဘဲနဲ့ပြည်ပထွက်ခွဲယာယီပိတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီလ14ရက်နေ့ကနေစပြီးတော့ဖေဖော်ဝါရီလ16ရက်နေ့အထိပြည်ပကိုအလုပ်ကိုင်းနဲ့ထွက်ခွာမဲ့အလုပ်သမားတထောင်ကျော် ော်ကိုယာယီတားဆီးခံထားရတယ်လို့သိရပါတယ်။ယာယီတားဆီးအမိန့်ကြောင့်ပြည်ပသွားမဲ့အလုံသမားများဟာလေရင်လက်မှတ်များဆုံးရှုံးနေရတယ်လို့သိရပါတယ်။ယာယီပြည်ပထွက်ခွင့်ပိတ်တာကဖေဖော်ဝါရီလ14ရက်နေ့ကတည်းကပိတ်တာပါ။ PJ လက်မှတ်ကင်ပြီးတော့ OWIC ကအစ်တဲ့ပြည်ပကိုထွက်မဲ့သူတွေအားလုံးကို လင်းစိတ်မှာတားဆီးတာပါပိတ်တာကတော့ယာယီပါပဲအလုံသမားဝင်ကြီးဌာနဘက်ကပြောတာကတော့သူတို့ဘက်ကစီမင်းစည်းကမ်းတွေအမိန့်တွေအားလုံးကိုပြန်ပြီးတော့တုံးတက်နေပါတယ်ပြပထွက်တဲ့အရေးအတွက်ကအရန်ကိုများနေတယ်အဲ့ဒါကိုပြန်ပြီးတော့ထိန်းချုပ်ကန့်တတ်မယ်လူကြီးအကန့်တတ်နေပဲပြပကိုထွက်ခွင့်ပြုမယ်အခုခွင့်ပြုထားတဲ့စနစ်ကလည်းပြပကိုအလုံးနဲ့ထွက်ဖို့ကအရန်ကိုမြန်ဆန်နေတယ်အဲ့ဒါကြောင့်အားလုံးကိုအမိန့်အစ်စ်မထွက်မချင်းယာယီရဆိုင်ထားတာလို့အလုံသမားဝင်ကြီးဌာနဘက်ကပြောပါတယ်လို့ ပြည်ပအလုတ်ကိုင်းအေဂျင်စီပိုင်းရှင်တအူးကရှင်းပြထားပါတယ်ဇန်နဝါရီလ30ရက်နေ့ကအလုတ်သမားဝင်ကြီးအသစ်ဖြစ်လာတဲ့ချစ်ဆွေကဖေဖော်ဝါရီလ15ရက်နေ့ပြည်ပအလုတ်ကိုင်းအေဂျင်စီများနဲ့တွေ့ဆုံတဲ့အချိန်မှာပြည်ပကိုထွက်ခွာတဲ့အလုတ်သမားအရေးအတွက်ဟာအလုံးများပြားနေပြီးတော့လုပ်ငန်းစဉ်များဟာလည်းအလုံးများဆန်းနေတယ်လို့ပြောဆိုထားပါတယ်ဒါကြောင့်ပြည်ပအလုတ်သမားများအရေးအတွက်ကိုရှော့ချမှာဖြစ်ပြီးတော့လုပ်ငန်းစဉ်များကိုလည်းပုံမပြီးတော့စီစစ်မှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ် အလုတ္တမဝင်ကြီးဌာနကလည်းလက်တလောပြည်ပကိုအလုတ္တမဆေလွတ်မှုများကိုမူဝါဒများပြန်လည်သုံးသပ်နေတဲ့အတွာယာယီရဆိုင်ထားပြီးတော့အခုဖေဖော်ဝါရီလ22ရက်နေ့နောက်ပိုင်းမှာညွှန်ကြားချက်အစ်စ်များထွက်ရှိနိုင်တယ်လို့ပြောဆိုထားပါတယ်။ပြည်ပထွက်ခွာရန်ရခိုင်ကထက်ပုံမှုပြီးတော့အချိန်ကြာမြင့်မှာဖြစ်ပြီးတော့စီစဉ်မှုလုပ်ငန်းစဉ်များဟာလည်းများပြားလာမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အလုတ္တမဝင်ကြီးဌာနအတွင်းပိုင်းမှာလည်းဝင်ကြီးအစ်စ်အပြောင်းလဲဖြစ်နေတဲ့အတွာဌာနဆိုင်ရာအကြီးအကဲနဲ့ယာဒူးများအပြောင်းလဲလုပ်နေကြောင်းနေပြီးတော့အလုတ္တမဝင်ကြီးဌာနတရေအရေးမြေကပြောကြားထားပါတ မနေ့ကမောလွဲပိုင်းမှာပြပလုတ်ကင်အတော်အလုံသမားတက်သေးကန်က OWIC ထုတ်ပေးမှုများကိုလည်းစစ်ကောင်စီကယာယီရက်ဆိုင်ကြောင်းကြေညာခဲ့ပြီးတော့ဘယ်အချိန်မှပြန်လည်ဖွင့်လှစ်မယ်ဆိုတာကိုလည်းကြေညာခြင်းမရှိသေးဘူးလို့ပြောပါတယ်စစ်ကောင်စီကဂျပန်နိုင်ငံနဲ့ကိုရီးယားနိုင်ငံများကို G2G စနစ်နဲ့အလုံသမားစေလွှတ်မှုများနဲ့ပတ်သက်ပြီးတော့လည်းပြန်လည်တုံ့တက်နေပြီးမူဝါဒပိုင်းဆိုင်ရာအပြောင်းအလဲနဲ့တတ်မှတ်ချက်များပြောင်းလဲရန်လည်းရှိနေတယ်လို့ပြောဆိုထားပါတယ် ထိုင်းနိုင်ငံကို MOU အလုံသမားဆေးလုံးမှုများကိုလည်းရက်အကန့်အသတ်မရှိရက်ဆိုင်ထားကြောင်းသိရပါတယ်။တောင်ကိုရီးယားနဲ့ဂျပန်ကို G2G လွတ်တဲ့အလုံသမားတွေကတော့ဖြေလျှော့မှုရှိလာမယ်လို့သိရတယ်။ဒါပေမဲ့လည်းအဆင့်တွေကတော့ပို့ပြီးတော့များလာဖို့ရှိတယ်။ပို့ပြီးတော့ခက်ခဲလာမယ်အလားအလာရှိပါတယ်။ အချိန်ကတော့အခုထက်ပိုပြီးတော့ကြာသွားနိုင်တယ်လို့ပြည်ပလုပ်ငန်းအေဂျင်စီပိုင်ရှင်တဦးကရှင်းပြထားပါတယ်။ဒါပေမဲ့လည်းအသက်18နှစ်ကနေအသက်35နှစ်အတွင်းစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အမျိုးသားများအားလုံးကိုအလုတ်ကိုင်းနဲ့ပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားခြင်းကိုတော့ဆက်လက်ပြီးတော့ထားရှိအောင်မှဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းစင်ခေါ်မှုကိုရှောင်တိန်ရန်ထွက်ပြေးလာကြတဲ့မြန်မာနိုင်ငံသား136ဦးကိုထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့ထိုင်းနိုင်ငံဘက်ကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ17ရက်နေ့ညနေ9:00ခွဲအချိန်မှာထိုင်းနိုင်ငံထိုင်းမြန်မာနယ်စပ်ကန်ချနာဘူရီခရိုင် စန်ကလာဘူရီမှာမြန်မာနိုင်ငံသား136ဦးကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဖမ်းဆီးရရှိသူတွေထဲမှာအမျိုးသမီး44ဦးနဲ့ကလေးငယ်9ဦးအမျိုးသားအယောက်80ပါဝင်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကဆင့်ခေါ်နေတဲ့စစ်မှုထမ်းအဖြစ်ကနေပြီးတော့ရှောင်းတိန်ရန်ထွက်ပြေးလာကြတယ်လို့ဖမ်းဆီးရရှိသူများကထွက်ဆိုထားကြောင်းသိရပါတယ်။ဖမ်းဆီးရရှိထားတဲ့သူတွေကတယောက်ကိုထိုင်းဘတ်ငွေ18000ကနေဘတ်2000အထိပေးပြီးတော့ထိုင်းနိုင်ငံဘန်ကောက်နဲ့မလေးရှားနိုင်ငံကိုတွားရောက်ပြီးတော့အလုပ်လုပ်ကြရတဲ့အတွက်တရားမဝင်နေဆက်ကိုဖြတ်ကျော်ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုက်ရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တထုံမြို့အမှတ်၄ရက်နှစ်အမြောက်တပ်ရင်းကစစ်မှုထမ်းတပ်သားတဦးဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ18ရက်နေ့ညပိုင်းမှာတထုံမြို့အမှတ်၄ရက်နှစ်အမြောက်တပ်ရင်းကစစ်မှုထမ်းတင်တန်းစင်တပ်သားတဦးဟာတနက်တက်လက်နဲ့လက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့တထုံမြို့ပြအထူးပြောက်ကြားအဖွဲ့ထမ်းမှအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဦးဟာ MA1 တနက်တက်လက်ကြီပေါက်၃ခု၄၀မမအတိနှလုံးကြီတရာတထောင်တို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါ ါတယ်တထုံမြို့နယ်၄ရက်နဲ့အမြောက်တက်ရင်ကနေပြီးတော့ပြီးခဲ့တဲ့18ရက်နေ့ညကကျွန်တော်တို့သွားပြီးတော့ဂျိုခဲ့တာပါကျွန်တော်တို့သူ့ကိုသွားပြီးတော့ဂျိုတဲ့အချိန်မှာဂိတ်အရှိမှာဓာမီနဲ့လှမ်းထိုးတဲ့စစ်ခွေးကိုတနက်နဲ့ပြစ်ခတ်လိုက်တာစစ်ခွေးတကောင်ကတော့ဗိုက်ထိသွားတယ်လို့သိရတယ် ကျွန်တော်တို့သွားကြိုတဲ့သူကထိုင်းမှာနေတာရဲဖိုင်းခံရပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့တော့စစ်မှုထမ်းဥပဒေနဲ့တတ်သေးကိုရောက်လာတာလို့သိရတယ်။သူကတင်တန်း၄လလောက်တက်ပြီးတော့၄လနဲ့တိုင်ရင်ကိုရောက်တာနှစ်လပဲရှိသေးတယ်။သူကဒဝဲဇာတိလို့ပြောပါတယ်။ဒဝဲ၅၁၆တိုင်ရင်မှာတင်တန်းတက်ခဲ့ရတယ်လို့သိရတယ်လို့တထုံမျိုးပြအထူးပြောက်ကြားတဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အလားတူပဲချင်းပြည်နယ်တီးတိမ်မြို့မှာရှိတဲ့ခလာရ၂၆၉တိုင်ရင်ကစစ်ကောင်စီတပ်သား၂ဦးဟာခရမ်းရမြကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်း CDF CDM စီရင်ကပြောဆိုထားပါတယ်ဖေဖော်ဝါရီလ18ရက်နေ့မှာတီးတိမ်မြို့မှာရှိတဲ့ခလရ269တရင်ကစစ်ကောင်စီတပ်သားကြော်စုံးနိုင်တဲ့တပ်သားဇော်လင်းတို့နှစ်ဦးဟာ CDF CDM စီရင်ထံကိုခရမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ခရမ်းများယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကို ခိုက်တန်စွာဂုံပြုစုချင်းမြင့်ငွေများကိုပေးအပ်သွားမှာဖြစ်ပြီးတော့စစ်ကောင်စီတပ်အတွင်းကနေပြီးတော့အလင်းဝင်ရောက်လို့တဲ့တပ်သားများကိုလည်းမြို့တွင်းထဲမှာဖြစ်စေမြည်သည့်နေရာမှာဖြစ်စေတွားရောက်ကြိုးဆိုပေးမှာဖြစ်ပြီး၎င်းတို့တွားရောက်လို့တဲ့နေရာလိုအပ်တဲ့အလုပ်ကိုင်များကိုလည်းစိတ်တိုင်းကျဖြစ်စေရန်စီမံဆောင်ရွက်ပေးမှာဖြစ်ကကောင်းမွန်စွာစောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့ CDF CDM စီရင်ကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ